အားလုံးပဲမင်္ဂလာပါရှင်။ Luna D Soul Page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အခုဒီ TikTok မှာပေါ့နော်။ညီမဒီ bar reading လေးလုပ်ပေးရမလဲဆိုပြီးတင်ထားတဲ့နေရာမှာညီမလေးတယောက်ကဆူတောင်းနေပြည့်မလားဆိုတဲ့ဒီ tarot reading လေးလုပ်ဖို့ပြောထားတာဆိုတော့ဒီဆန်းဆန်းပြပြလေးလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ကိုယ့်ရဲ့ဒီဆူတောင်းနေလိုရင်ဆန္ဒတွေပြည့်မလား? letter law ပေါ့နော်။ letter law ဒီ current မှာပြည့်မလားဆိုတဲ့ဟာကို ပိတ်ကပါ reading လေးလုပ်ပေးထားပါဗျ။ဆိုတော့ pie 2ခုရှိရပါတော့ pie 1 and pie 2ဒီတန်းကနေမှာ video လေးကို pause လုပ်ပြီးတော့ကိုကြိုက်တဲ့အာကိုမျက်လုံးပြန်ဖွင့်ကြည့်လိုက်လို့ရှိရင်ကို attract ဖြစ်တဲ့ pie လေးတစ်ခုရွေးချယ်ပေးပါ။ပြီးရင်အဲ့ဒီ reading ဒီ pie အတွက်ပြောထားတဲ့ reading လေးကိုတွားပြီးတော့နားထောင်ပေးပါ။အားလုံးပဲကျေးဇူးတင်ပါတယ်။ဒီ YouTube channel လေးကိုလည်းအာ like and subscribe လေးလုပ်ပေးပါအောင်ရှင်။အားလုံးမင်္ဂလာပါရှင်။ Luna Diso page ကနေပြီးတော့ကြိုဆိုပါရစေ။အခု ဒီ TikTok မှာပေါ့နော်အဲလူနာကဗာလေးရွှေဗာလေး reading လေးဖတ်ပေးရမယ်လို့မေးတဲ့အခါမှာညီမလေးတယောက်ကနေပြီးတော့ဒီ suit down ပြင်ပါလားဆိုတော့အောင်ဟိုဖတ်ပေးဖို့ပြောတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ဟို request လေးကလည်းထူးထူးဆန်းဆန်းလေးခေါင်းစဉ်နေရထူးထူးဆန်းဆန်းလေးဖြစ်တယ်ပေါ့နော်ဒီ suit down နေကိုယ့်ရဲ့ဖြစ်ချင်တဲ့အရာတွေဖြစ်မှာလားဆိုတဲ့ဟာကိုဒီ file နှစ်ခုနဲ့ ရေးချဲခိုင်းပြီးတော့ဒါဖိုင်း1အတွက်ပေါ့အဖြေကိုပြပြပြမှာဖြစ်ပါတယ်အဲ့တော့အခုပြောပြပြမှာကတော့ဒီကိုယ့်ရဲ့ဒီဆူတောင်းနေပေါ့နော်ဆူတောင်းနေဖြစ်ချင်တဲ့ရှိမှန်းချက်ဒီအခုလက်တလောအတွက်ပေါ့ဒါအဲ Terror ကလက်တလော Energy ကိုပြောတာဖြစ်တဲ့အတွက်လက်တလောပြေမာလာဆိုတဲ့ဟာကိုအဲဒါကြည့်ပေးရပါဘောနော်ဆိုတော့ဒါ Pine Wall ရွေးချက်ထားတဲ့သူတွေအတွက်အဖြေပါဆိုတော့ဒီ Main Cat ကဒီ Four of Swords ပေါ့နော် Four of Swords ကကြတော့ အဲသူကစောင့်ဆိုင်ရအောင်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အအခုလောလောဆယ်တော့မပြည့်သေးဘူးဒါပေမဲ့အချိန်နည်းနည်းယူရအောင်မယ်အဲ့ဒီမှာဘာပါလဲဆိုတော့ဒီ healing ဆိုတဲ့ဟာပေါ့နော် healing လောက်တယ်ဆိုတာအခုခင်မှလည်းဒီ healing လောက်တယ်ဆိုတဲ့ဟာလည်းအများကြီးပေါ့နော် healing လောက်တယ်ဆိုတော့ဘာလဲဆိုတော့ကိုယ့်ရဲ့ဒီမတိဘဲနဲ့ ကိုရရှိခဲ့တဲ့စိတ်ပိုင်းဆိုင်ရာ trauma တွေစိတ်ဒဏ်ရာတွေအဲဒီစိတ်ချမှုလို့ခန္ဓာကိုယ်မှာထိခိုက်ခဲ့တဲ့အရာတွေစသဖြင့်ပေါ့အဲ့ဒီအရာတွေကိုဒီ energy နီးလန်းအရာဒီ spiritual လမ်းကြောင်းကနေပြီးတော့ပေါ့နော်ဟာပြန်ပြီးတော့ကုစားတာပေါ့ heal ဆိုတာကုစားတဲ့သဘောပေါ့နော်အဲ့တော့အဲ့ဒီ spiritual လမ်းကြောင်းကနေကုစားလို့ရသလိုမျိုးဒီစိတ်ပိုင်းဆိုင်ရာအရာပေါ့နော်ဒီ counseling တွေလောက်တာတော့ဒီတနန်းဒီတက်ကြွတဲ့သူတွေနဲ့ပေါ့နော် counseling လောက်တာဆွေးနွေးတာ ်တင်းတန်းတက်တက်ဆက်သဖြင့်ဒီလိုနည်းတွေနဲ့လည်းကုစားကြရတယ်ပေါ့ဆိုတော့ဒီ hood tarot မှာကြတော့ဒီဟာက healing နဲ့ပတ်သက်တဲ့ကတ်လေးဖြစ်တဲ့ဒီကိုယ့်ရဲ့မတိပဲနဲ့ရရှိခဲ့တဲ့ဒီစိတ်ပိုင်းဆိုင်ရာ trauma တွေရပေါ့နော်ကိုယ့်ရဲ့ဒီအခုလက်ရှိ အတွေးအမြင်တွေဒီဟာတွေပေါ်မှာ လာပြီးတော့တည်ရောက်မှုရှိနေတယ်ပေါ့ကိုယ့်ရဲ့အခုအချိန်မှာဒီအတွေးခေါ်တွေကပိတ်ပိတ်ဆို့နေတာကိုယ်တားဆီးတဲ့အရာတွေရှိနေတာစသဖြင့်ဒါတွေကဒီ healing တေချာမဖြစ်ထားဘူးဆိုလို့ရှိရင်ဒီအရာတွေဖြစ်နိုင်တယ်ပေါ့နော် ဆိုတော့အဲ့ဒီရဲ့နောက်မှာဒီခက်လေးတွေအရာကတော့ဒါကတော့အသစ်ဆက်တင်တာ new opportunities တွေရတာအစ်စ်အစ်စ်ပေါ့နော်အစ်စ်တွေဝင်ဖို့ရှိရဲဆိုတော့ဒီ healing ကို healing လောက်တာနဲ့အမျှအစ်စ်တွေဝင်ဖို့ရှိတယ်ခုနကတော့ကိုယ့်ရဲ့ suit down နေရတယ်လမ်းကြောင်းအစ်စ်နဲ့ပေါ့နော်ပြေဖို့အတွက်ကို healing လောက်ရမယ်ဆိုတော့အထိပ္ပယ်လည်းယူဆလို့ရတယ်ပေါ့နော်ဒီခက်ဒီခု phi 1ရွေးချယ်တဲ့သူတွေအတွက်က ဆိုတော့ဒါကလည်းဒီအတိတ်ကပေါ့နော်ကို insecure ဖြစ်တဲ့အရာတွေစိတ်မလုံခြုံ ဖြစ်တဲ့အရာတွေကိုခွာချပြီးတော့ဒီအစ်စ်ပြန်လဲစတင်တာကိုဖော်ပြတယ်အဲ့လိုလုပ်ရမယ်ပေါ့နော်ဆိုတော့ဒီဟာကတော့အခုလက်တော်အောင်မြင်မှုအတွက်ကဒီမှာ hard work ပေါ့နော်ကိုအားထုတ်ရတဲ့အားဆိုင်ရမယ့်အရာတွေရှိနေတယ်အားထုတ်ရမယ်ဆိုတဲ့အနေအထားမျိုးပေါ့အဲဒါကြောင့်မို့လို့လောလောဆယ်မှာပြေဖို့ကလူသေးတယ်ဆိုတော့အားနဲ့လည်းတွားပြီးတော့ချိတ်ဆက်လို့ရတယ်ပေါ့နော် ောက်တစ်ခုကကြတော့ဒါကဟိုကိုကလိုချင်တာတခြားကို universe ကနေပေးနေတဲ့လက်ဆောင်ကို့အတွက်ပေးနေတဲ့ဖြေကတခုအဲ့လိုဖြစ်နေရဲ့လို့ကိုဘကခံစားရတယ်ပေါ့နော်ကိုဘကအဲ့လိုခံစားနေရတယ်ရှေ့တိတ်မလျှောက်ပဲနဲ့ကိုမလိုချင်တာဘာလို့လျှောက်လာတာလဲဆိုတဲ့ဟာမျိုးလေးကိုခံစားရအောင်ခံစားရနေလိမ့်မယ် ဒါပေမဲ့ဒါစိတ်မပြတ်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ तू ကဒီကိုယ်ပေးရခွက်ကဒါကိုယ့်အတွက်ခွက်ပေါ့နော်ကိုကသာဒါကိုမလိုချင်ဘူးဖြစ်နေတာပေါ့နော်စိတ်ဝင်စားဘူးဖြစ်နေတာဒါကိုယ့်အတွက်သင့်တော်တဲ့အရာကိုပေးနေတာဖြစ်တဲ့အတွက်ဒီကိုအခုဘာတွေရနေလဲကိုကိုစီကိုအခုဘာအခွင့်အရေးတွေလာနေလဲဆိုတဲ့ဟာကိုဘက်ကနေပြီးတော့ဟိုဖွင့်ကြည့်ဖို့အခြေအနေကိုသုံးသပ်ကြည့်ဖို့လဲလိုအပ်တယ်ပေါ့နော်အဲ့ဒီဟာလေးတခု message ပါ အဲဆိုတော့ပြန်ပြီးတော့ခြုံရင်းပြောရမယ်ဆိုလို့ရှိရင်ကိုအခုဖြစ်ချင်နေတဲ့အရာတွေကိုဆူတောင်းထားတဲ့အရာတွေပေါ့အဲ့ဒီအရာတွေကပြေဖို့အတွက်ချိန်လေးနည်းနည်းပေးရမယ်အဲ့ဒီမှာမှကိုဘက်ကနေ healing လုပ်ရမယ် process တွေပေါ့နော် healing လုပ်ရမယ်အရာတွေရှိတယ်အဲလိုအပ်တယ်အစ်စ်ကိုစတင်ဖို့အတွက်တော့အစ်စ်အစ်စ်ဖြစ်ဖို့အတွက်ကိုကိုဘက်ကဒီဟာလေးကိုလုပ်ပေးပါလို့ပြောချင်ပါတယ် healing ဘယ်လိုလုပ်ရမလဲမသိဘူးဆိုလို့ရှိရင်နောက်ပိုင်း video ကြရင်လည်းအာ လူနာတင်ပေးမှလေးတွေလည်းရှိပါမယ်အဲနောက်ပြီးတော့လူနာကိုဟိုချက်ဘောက်စ်ကနေပြီးတော့လည်းကိုယ့်အတွက် personal reading အနေနဲ့ပေါ့နော်ကိုတရားထည့်ရဲ့ energy အနေနဲ့ဘာတွေလှုပ်တင်လဲကိုယ့်ရဲ့ဒီပိတ်ဆို့နေတဲ့ energy တွေပွင့်ဖို့အတွက်ဘာလှုပ်တင်လဲဆိုတဲ့ဟာကိုလည်း reading နေတွေ tarot reading နေတွေလာမေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင် ားလုံးပဲမင်္ဂလာပါရှင်လူနာဒီဆိုပိတ်ချန်နေပြီးကြိုဆိုပါရစေဒီတစ်ခေါက်ကတော့ဒီ Pine 2ကိုရွေးချယ်တဲ့သူတွေပေါ့နော် Pine 2ကိုရွေးချယ်တဲ့သူတွေအတွက်ဒီကိုယ့်ရဲ့ suit down တွေလွေဆန္ဒတွေပြည့်မှလားဆိုတော့မေကွန်လေးကိုဖြည့်ပေးမှဖြစ်ပါတယ် Pine 2ကိုရွေးချယ်တဲ့လူတွေအတွက်အဖြေကတော့ဟိုဒီမှာဒီ8 of swords ပေါ့နော်ဆိုတော့ Pine 2ကိုရွေးချယ်တဲ့သူတွေအခုလက်ရှိမှာတော်တော်လေး stress ဖြစ်နေတဲ့အနေအထားတွေအဲစိတ်ပိုင်းဆိုင်ရာမုန်းချက်မှုတွေပေါ့နော်တော်တော်လေးကိုဖိအားတွေ အဲဒီဖီအားတွေอ่ะဗောနောကိုကတော့ကိုပိတ်ဆို့ထားတဲ့ဟာတွေလည်းအများကြီးပါနေတယ်ဆိုတော့အဲ့လိုအခက်ခဲနဲ့တော်တော်လေးဟိုစိတ်မွန်းကျက်နေတဲ့သူတွေများနေတယ်နဲ့သူတွေအခုကြီးကတ်ကတော့မှဒီလိုမျိုးထွက်တယ်ဗောနောဟိုဆူတောင်းပြေးမှလားဆိုတဲ့ဟာမှဒီလိုဟာမျိုးထွက်တယ်ဆိုတော့အဖြေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်အဲပြေးဖို့ကလိုသေးတယ်အမ်ဒီနေ့လိုသေးတယ်ဗောနောအဲ့လိုပဲပြောအောင်ပါဗောနောဒါကြတော့ ဒီကိုရဲ့調査အထောက်မှုဒီကိုရဲ့အတွင်းမှာရှိနေတဲ့ဒဏ်ရာတွေပေါ့နော်အဲ့ဒီဟာတွေကိုအဓိကအဓိက အရင်ဆုံးရင်ဆိုင်ဖို့ကြော်လွှားဖို့ကအဓိကဖြစ်နေရဲ့အခုကိုယ့်ရဲ့လက်ရှိပြဿနာတော့ဗောနော်ဆိုအဲ့ဒီမှာဒီမှာစိတ်ထဲမှာထိမ့်ချုပ်ထားတာတွေဖွင့်မပြောဘူးထုတ်မပြောဘူးစိတ်ထိမ့်ချုပ်ထားတာတွေအများကြီးဖြစ်နေတယ်ကိုယ့်ရဲ့ဒီ intuition နဲ့လည်းတော်တော်လေးကိုပြတ်တောက်နေတယ်ပေါ့နော်ကိုယ့်ရဲ့အလိုလိုသိရဲ့စိတ်နဲ့လည်းအရန်ကိုပြတ်တောက်နေတယ်ကိုကဘာတွေလုံးလုံးလို့လုံးရမှမသိပဲလုံးချင်တာတွေလုံးမိနေတဲ့ကာလမျိုးတွေဖြစ်နေတတ်တယ်ပေါ့နော်အဲ့ဒါသတိထားရမယ်နောက်တစ်ခုကကိုယ့်မှာအတိုက်ခံနေလဲပေါ်နေရဲ့ဆိုတဲ့ဟာပေါ့နော်တိုက်ခံနေပေါ်နေရဲ့ဆိုတဲ့ အဲ့ဒါလေးတွေလည်းရှိနေတယ်။ဟိုမှာပညာရေးအတွက်ကူလုံးနေတဲ့သူတွေရှိရဆိုလို့ရှိရင်လည်းဟိုအဆင်မပြေသေးပဲနဲ့တစ်ခုတစ်ခုပေါ်လာမျိုးတွေပေါ့နော်။ထမျိုးလေးတွေဖြစ်တတ်တယ်။ဆိုတော့ဒီမှာပြောမယ်ဆိုလို့ရှိရင်ခုနပြောသလိုမျိုးဒီတပ်ပိုင်းထုတ်ရွေးချယ်တဲ့သူတွေအတွက်ကအဖက်အဖိဖိကအဖက်ဖက်ကနေပြီးတော့ပေါ့နော်စိတ်ဖိစီးတဲ့အရာတွေကိုယ်ဖိစီးထားတဲ့အရာတွေများနေပုံရတယ်ဆိုတော့အဲ့ဒီဟာတွေကိုကိုယ့်ဘက်ကနေစပြီးတော့ပေါ့နော်လက်သက်မခံဖို့ကိုယ့်ဘက်က ဒီကိုမရှိနေတဲ့ဒီစိတ်ဒဏ်ရာပဲပျော်ပျော်ကိုဘက်ကစိတ်ညစ်စရာပဲပျော်ပျော်ပေါ့နော်ဒါတွေကိုကိုရဲ့ဒီအတွင်းထဲကိုထပ်ပြီးတော့အဝင်မခံမဲနဲ့ပေါ့နော်ဘယ်လိုမျိုးဟိုရှင်းဆိုင်မလဲဆိုတဲ့ဟာပေါ့အဲ့ဒီဟာကိုအဓိကအဖြေထောက်ရမှာဖြစ်တယ်တခုရှိတာဒီမှာ သတင်းကောင်းလေးတွေတော့ရှိလာဖို့ရောက်လာဖို့ရှိတယ်ပေါ့နော်အဝေးကနေပြီးတော့ဟိုအဆက်အသွယ်ပြတ်တောက်နေတဲ့သူတွေဆီကနေပြီးတော့ပြန်ပြီးအဆက်အသွယ်ရပြီးတော့အကူအညီတွေရတာမျိုးတို့အဲဝေးနေတဲ့သူတွေနဲ့ပြန်ပြီးတော့အဲချိတ်ဆက်မိတာကိုယ့်အတွက်အလုပ်ပဲဖြစ်ဖြစ်ပေါ့နော် connection တွေပြန်ရတာမျိုးလက်ဆောင်တွေရတာမျိုးစသဖြင့်အဲ့လိုမျိုးလေးတွေတော့ရှိတတ်တယ်ဆိုတော့အခုကာလကဒီဖိုင်းချုပ်ရွေးချယ်တဲ့သူတွေအတွက်ခက်ခဲနေလိမ့်မယ်ဒါပေမဲ့စိတ်မလျှော့ပါနဲ့ပေါ့နော်ဒီကိုယ့်ရဲ့ အတွင်းမှာရှိနေတဲ့အရာတွေကိုကိုယ့်ဘက်ကနေတိပြီးတော့အဝဲဖြစ်ပြီးတော့ပြင်ဆင်ဖို့ကြိုးစားတာနဲ့အမြာကဒီအခွင့်အရေးတရားလည်းဝင်လာလိမ့်မယ်ပေါ့နော်ဆိုတော့ဒါတွေဘယ်လိုလုပ်ရမလဲမသိဘူးကိုယ့်အတွက်ဒီ reading ပေါ့နော်ကိုယ့်အတွက်ဒီ tarot reading ကိုယ့်အတွက်တီးတန့်လိုချင်နေဆိုလို့ရှိရင် Lunati Soul Page ကိုဆက်သွယ်လို့ရပါတယ်ဒီ Facebook Page ကနေလည်းဆက်သွယ်လို့ရပါတယ်ရှင်အဲ့ဒီမှာ Telegram အကောင့်လေးကိုလည်းတင်ပေးထားပါတယ်ကျေးဇူးတင်ပါတယ်